The Deep Dive ကနေကြိုးဆိုပါရရှင်။ဒီနေ့မှာတော့လေကျမတို့မြန်မာနိုင်ငံရဲ့အခြေခံကြာဆုံးပြစ်မှုဆိုင်ရာဥပဒေတစ်ခုပေါ့။ရာဇတ်ကြီးဖီနိုကိုတ်ကိုအစအဆုံးပြန်ပြီးတော့လေ့လာကြည့်ကြမလို့ပါ။ဒီဆွေးနွေးမှုအတွက်ဥပဒေဆိုင်ရာကျမ်းတစ်စောင်ကိုအခြေခံထားပါရယ်။ဒါမဲ့ပုံမှန်တွေကိုတစ်ခုချင်းစီလိုက်ဖတ်သွားမှလည်းမဟုတ်ဘူးပေါ့နော်။အဓိကမေးချင်တဲ့မေးခွန်းကဒါပါ။ဥပဒေဆိုတာနေရာတစ်ခုနဲ့သက်ဆိုင်တာလား။ဒါမှမဟုတ်လူတစ်ယောက်နဲ့သက်ဆိုင်တာလားဆိုတာပေါ့။ တနည်းပြောရင်ဥပဒေရဲ့အာဏာကမြေပုံပေါ်ကနေနိမ့်မြင့်မှာပဲဆုံးသွားလားဒါမှမဟုတ်နိုင်ငံသားကြောက်ကဘာပယ်နေရဘယ်တော့သွားသွားသူ့နောက်ကိုအရေးလိုလိုက်နေတာလားအဲ့ဒါစိုးစမ်းကြည့်ကြမယ်လေအင်မရန်စိတ်ဝင်စားဖို့ကောင်းတဲ့မေခွန်းပါပဲဘာလို့လဲဆိုတော့လေဒီမေခွန်းရဲ့အဖြေကနိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြားအာဏာဆိုတာဘာလဲဆိုတာကိုအတိတ်ပဲခွင့်ပေးနေလို့ပဲဒီနေ့လေ့လာမယ့်ရသဒကြီးက1868ခုနှစ်ကတည်းကအင်္ဂလိပ်ကြီးရေးဆွဲခဲ့တာဆိုပေမဲ့ သူ့ရဲ့အခြေခံသဘောတရားတွေကဒီနေ့ခေတ်ကြီးခိုင်ခိုင်မာမာ ရှိနေတော့မယ်ဗျ။အဲဒီဥပဒေရဲ့အာဏာတည်ရောက်မှုဘလောက်ကျေပြန့်တယ်လဲဆိုတာကိုကြည့်လိုက်ရင်နိုင်ငံနဲ့နိုင်ငံသားကြားကဆက်ဆက်မှုကိုပိုပြီးတော့နားလဲလာမှာပါ။ဟုတ်ပြီ။ဒါဆိုပထမဆုံးအခြေခံအကြဆုံးအချက်နဲ့ဆက်လိုက်ရအောင်လော။ဥပဒေရဲ့အာဏာတည်ရောက်မှုကကိုယ်နိုင်ငံနေနေမိအထွေမှဖြစ်လို့ရှိတယ်လေ။ရာသတ္တကြီးပူမနစ်မှာမိသူမစိုးတဲ့ ီထောင်စုတမတမြန်မာနိုင်ငံတော်အထွတ်မှဒီဥပဒေနဲ့ငင်းစုံနယ်ပြည်မှုကျွလွန်ရင်ဒီဥပဒေနဲ့ပဲပြည်ပခံရမယ်လို့ဆိုထားတယ်။အဲ့ဒီမင်းသူမစိုးဆိုတာကတော်တော်ကြည့်ပြတ်နေဆုံးလုံးနော်။ဟုတ်ပါတယ်။အဲ့ဒီစကလုံးမှာအဓိကတော့ချက်ပဲ။ဆိုလိုတာကမြန်မာနိုင်ငံသားဖြစ်ဖြစ်နိုင်ငံခြားနာဖြစ်ဖြစ်အလဲပတ်လာတဲ့ခီးသွားပဲဖြစ်ဖြစ်ပေါ့။မြန်မာနိုင်ငံရဲ့မြေပေါ်ရေပေါ်လီယံပေါ်ရောက်နေပြီဆိုတာ ਨੇ ဒီဥပဒေရဲ့အောက်ကိုရောက်သွားပြီဆိုတဲ့သဘောပဲ။ ဒါကိုဥပဒေပညာမှာ intra-territorial jurisdiction လို့ခေါ်တယ်လေ။ရှင်းရှင်းလေးပါကိုယ့်အိမ်မှာကိုယ်စည်းကမ်းဖို့နိုင်ငံတကာနိုင်ငံရဲ့နယ်နိမိတ်တစ်ခုလုံးဟာသူ့ရဲ့အာဏာတက်ရောက်တဲ့နေရာပဲ။ဒါပေမဲ့ဒီမိသူမဆိုမှာချင်းချက်မရှိဘူးလားရှင်။ဥပမာอืมနိုင်ငံသားတန်တမန်ဒီဆိုရင်တော့သူတို့လည်းဒီဥပဒေအောက်မှာပဲလား။ကောင်းတယ်မေကုံးပါပဲ။ချင်းချက်တည်းရှိပါတယ်။ဒါပေမဲ့ အဲ့ဒီချင်းချက်တွေကရာဇသက်ရေးထဲမှာတိုက်ရိုက်ရေးထားတာမဟုတ်ပဲနိုင်ငံတကာသဘောတူညီချက်တွေနဲ့ delay ထုံတမ်းနေရဖြစ်လာတာပါဥမာပြောရရင်တမတ်ကြီးတွေတန်တမန်တွေနဲ့သူတို့ရဲ့မိသားစုဝင်တချို့ကရာဇဝတ်ကြောင်အရတရားစွဲဆိုခံရခြင်းကနေကင်းလွတ်ခွင့်ရကြတယ်ဒါကို diplomatic immunity လို့ခေါ်တာပေါ့ဗျာအော်ဟုတ်ကဲ့တန်ယုံတခုခုကိုအဲ့ဒီနိုင်ငံရဲ့ပိုင်းနက်နယ်မြေတည်တည်လေးတခုလို့သဘောထားလို့ရတယ်ဆိုတဲ့အယူဆမျိုးနဲ့တူမလားอืม အဲ့ဒီလိုပြောလို့ရပါတယ်တန်တမန်ရေးရာအစဉ်ပြေချောင်းမွေဖို့အတွက်နိုင်ငံချင်းချင်းအပြားအလန်လေးစားမှုနဲ့ပေးထားတဲ့ကင်းလွတ်ခွင့်တွေပေါ့အလားတူမဲ့အစိုးရရဲ့ခွင့်ပြုချက်နဲ့တက်ဆွဲထားတဲ့နိုင်ငံခြားစစ်တပ်တွေစစ်တင်ဘော်တွေပေါ်မှာလည်းဒီဥပဒေက အာဏာမသက်ရောက်ပါဘူးဒါပေမဲ့ဒါတွေကတက်တက်မမဲ့လူတစုအတွက်ပဲတာမန်နိုင်ငံခြားအလုံးကတော့မြန်မာနိုင်ငံထဲမှာရှိနေသမျှဒီဥပဒေကိုလိုက်နာရမှာပဲနောက်တစ်ချက်က ရင်းမြစ်စာတမ်းမှဖတ်လိုက်ရတာကလည်းပြစ်မှုကျူးလွန်ပြီးဘလောက်ကြာကြာတရားစွဲလို့ရတယ်ဆိုတဲ့အချိန်ကန့်သက်ချက်မရှိဘူးဆိုတဲ့အချက်ပဲဒါကတော်တော်ထူးခြားတယ်နော်ဟုတ်ပါတယ်တချို့နိုင်ငံတွေမှာတော့ပြစ်မှုအသေးလေးတွေဝက်အချင်းကာလတစ်ခုကျော်သွားရင်တရားစွဲလို့မရတော့ဘူးဆိုတဲ့ statute of limitation ရှိတယ်ဒါပေမဲ့ရာသကြီးအောက်ကပြစ်မှုတော်တော်များများမှာအဲ့ဒီလိုကန့်သက်ချက်မရှိဘူးရှင်းတော့ကဥပဒေဆိုတခုရှိတယ်ဘူးရင်ကိုအချိန်က အနိုင်မယူနိုင်ဘူးတဲ့ ခသက်မှာတော့နိုင်ငံတော်ရဲ့တရားစွဲဆိုခွင့်ကအချိန်ကြာတိုင်းမပြောက်ပြက်သွားဘူးလို့နားလည်ရမှာပေါ့ကောင်းပြီဒါဆိုရင်နိုင်ငံတည်းမှာတော့ဥပဒေကချွင်းချက်တချို့ကလွှဲရင်အားလုံးမှုပေါ်မှာအာဏာသိမ်းရောက်တယ်ဆိုတာရှင်းလွှတ်ပြီကဲအခုကျမတို့အစမှမေးခဲ့တဲ့မေးခွန်းရဲ့ဒုတိယပိုင်းလိုလာပြီလူတယောက်လင်းပေါ်တက်ပြီးနိုင်ငံသားထွက်သွားပြီဆိုရင်တော့ဒီဥပဒေကလေးစိတ်မှပဲကြံခဲ့တာလားလုံးဝမကြံခဲ့ပါဘူးလုံးဝပဲဒီနေရာမှာပဲဥပဒေရဲ့အာဏာသိမ်းရောက်မှုကအရာစိတ်ဝင်စားဖို့ကောင်းလာတာရာဇသက်ကြီးတွေပုံမှန်၃နဲ့၄အရာ ်မြန်မာနိုင်ငံရဲ့ဥပဒေအာဏာဟာသူ့နိုင်ငံသားတွေနောက်ကိုကဘာနှံ့လိုက်ပါတယ်။ဒါကို extraterritorial jurisdiction လို့ခေါ်တယ်။နင်းနေပြီပြင်ပါအထီအာဏာတက်ရောက်ခြင်းပေါ့။တမင်းနေလို့ဆိုတော့မြန်မာနိုင်ငံသားတယောက်ကနိုင်ငံခြားမှာလုပ်တဲ့ကိစ္စတစ်ခုကိုမြန်မာနိုင်ငံကဥပဒေနဲ့အရေးယူလို့ရတယ်ဆိုတဲ့သဘောလားရှင်။တိတိကျကျပဲ။ပုံမှန်၃ကဘာပြောလဲဆိုတော့မြန်မာနိုင်ငံရဲ့ဥပဒေရပြစ်မှုမြောက်တဲ့လုပ်ရတစ်ခုကိုနိုင်ငံသားတယောက်က ပြည်ပမှာကျူးလွန်ခံရအဲ့ဒီလူကိုမြန်မာနိုင်ငံထဲမှာပဲကျူးလွန်ခဲ့တယ်လို့သဘောထားပြီးအရေးယူနိုင်တယ်လို့ဆိုထားတယ်။ဟိုးဒါကတော်တော်ကြီးတဲ့ကိစ္စပဲ။လူအများစုဒါကိုတတိထားမိမှာမဟုတ်ဘူးထင်တယ်။ဆိုလိုတာကဦးရဲ့ passport အပြာရောင်စာအုပ်ထဲမှာရာဇသက်ချီတစ်ခုလုံးကိုထည့်ပြီးခရီးသွားနေတယ်လို့ပဲပေါ့။လေးစီမှာထားခဲ့လို့မရတဲ့ဥပဒေကြောပို့အိတ်ကြီးအခုကိုလွှဲထားရတယ်လို့ပဲနော်။ဟာဟာအဲ့ဒီဥပမာအရင်ကောင်းတယ်။တကယ်လက်တွေ့မှာလည်းအဲ့လိုပါပဲ။ ဒါကနိုင်ငံသားဖြစ်ချင်းရဲ့အခြေခံသဘောတရားတစ်ခုပဲနိုင်ငံတော်ရဲ့သူ့နိုင်ငံသားဤအပေါ်မှာရှိတဲ့တာဝန်နဲ့အာဏာကနေနည်းမြန်မာတင်မဆုံးတော့ဘူးပထဝီအနေအထားကဖျက်တောက်လို့မရတဲ့ဥပဒေအရဆက်နွယ်မှုတစ်ခုပါဒါကိုလက်တွေ့ကြတဲ့ဥပမာတစ်ခုနဲ့အရှင်းပြကြရအောင်ရင်းမစာရန်တဲ့ကဥပမာကနည်းနည်းခင်နှောက်ကြနေပြီဒီနေ့ခင်နဲ့ပိုနီးစတာတစ်ခုစဉ်းစားကြည့်အောင်လေဥမာဆိုရှယ်မီဒီယာမှာလူသိများတဲ့ influencer တယောက်က online လောင်းကစားကတရားဝင်ဖြစ်တဲ့နိုင်ငံတစ်ခုမှာရောက်နေတယ်ဆိုပါစို့ သူကအဲ့ဒီမှာပိတ်ဆက်ဒီများကြီးနိုင်တဲ့ဗီဒီယိုတွေတင်နေဒါပေမဲ့မြန်မာနိုင်ငံမှာတော့လောင်းကစားဥပဒေနဲ့ညှိနှိုင်းတယ်လေဒါဆိုသူတင်ငန်ပြန်လာတဲ့အခါအရေးယူခံရနိုင်ချေရှိတယ်ဆိုတဲ့သဘောလားဒါကဒီဥပဒေကနေဖြစ်ပေါ်လာနိုင်တဲ့ရှုပ်ထွေးတဲ့အခြေအနေကို ထောက်ပြတဲ့အကောင်းဆုံးဥပမာတစ်ခုပဲဟုတ်တယ်သူလျှောက်ခဲ့တဲ့နေရာမှာအဲ့ဒီလိုရက်ကတရားဝင်တယ်ဒါပေမဲ့သူကမြန်မာနိုင်ငံသားဖြစ်နေတဲ့အတွက်ဒီကဥပဒေကသူ့ကိုလမ်းပြီးအရေးယူနိုင်တော့မယ် ဒါကဥပဒေနှစ်ခုကြားကပရိပက္ခကိုဖြစ်စေတာပေါ့ဒါပေမဲ့အဲ့ဒါကနည်းနည်းတော့လွန်နေလို့မထင်ဘူးလားကိုနေထိုင်အလုံးလုံးနေနိုင်ငံမှာလက်ခံထားတဲ့ကိစ္စတစ်ခုအတွက်ကိုကိုနိုင်ငံပြန်ရောက်မှအေးအေးယူခံရမယ်ဆိုတာကအင်းနိုင်ငံသားတွေကိုအရင်ခက်ခဲတဲ့အခြေအနေတစ်ခုထက်ကိုတွန်းပို့နေတယ်လို့ပဲမှန်ပါတယ်ဒါကဥပဒေပညာရှင်တွေကြားမှာအမြဲတမ်းဆွေးနွေးရင်းခုန်နေရတဲ့အကြောင်းအရာတစ်ခုပဲတစ်ဖက်မှာ နိုင်ငံတကာကသူ့နိုင်ငံသားတွေရဲ့ အချင်းစာရိတ္တာနဲ့အဖြူအမူပေါ်မှာစံတခုတတ်မှတ်ခြင်းနဲ့နောက်တစ်ဖက်မှာတော့ကဘာနဲ့အဝံတွာလာနေရတဲ့နိုင်ငံသားတွေအတွက်ဒါကဝင်းထုတ်ဝင်းပိုးတခုထိဆွေနိုင်တယ်အဓိကအချက်ကတော့ဥပဒေအရတော့အဲ့လို EU ပိုင်ခွင့်ရှိနေတယ်ဆိုတာပါပဲပုံမှန်လေးမှာဆိုရင်ဒီအချက်ကိုပို့ပြီးခိုင်မာအောင်ထပ်ပြုတ်ထားသေးတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျူးလွန်တဲ့ဖြစ်မှုတိုင်းနဲ့တတ်ဆိုင်တယ်လို့တုံ့ထားတာဥပမာတစ်ခုမှာဆိုရင် မြန်မာနိုင်ငံမှတယောက်ကယူဂန်ဒါမှာလူသက်မှုကျူးလွန်ခံရင်တောင်းမြန်မာနိုင်ငံတဲကဘယ်နေရာမှာပဲတွေ့တွေ့သူ့ကိုလူသက်မှုနဲ့တရားစွဲလို့ရတယ်လို့ဆိုထားတယ်။ဒါကတော့ရှင်းပါတယ်။လူသက်မှုကဘယ်နိုင်ငံမှမဆိုပြမှုပဲလေ။ဒါပေမဲ့ကျမတို့ဆော့ဆော့ကပြောတယ်။လောင်းကစားဥပမာလိုယဉ်ကျေးမှုအရာတော့ဥပဒေအရာပါကွဲပြားတဲ့ကိစ္စတွေမှာတော့တော်တော်စဉ်းစားစရာဖြစ်လာတယ်။ဟုတ်ပါတယ်။အဲ့ဒီအချက်ကပဲနိုင်ငံသားဖြစ်ချင်းရဲ့တာဝန်ဆိုတာကိုမိမောင်းထိုးပြနေတာပါ။ ကိုကမြန်မာနိုင်ငံသားအဖြစ်ခံယူထားရမလားကာလာဘလုံးဒီနိုင်ငံရဲ့ဥပဒေတွေကိုလေးစားလိုက်နာဖို့တာဝန်ရှိတယ်ဆိုတဲ့အယူဆအပေါ်မှာခြေခံထားတာနိုင်ငံကူးလက်မကင်ဆောင်ခြင်းရဲ့အကျိုးကျေးဇူးတွေရှိတယ်လို့တာဝန်ယူမှုတွေလည်းရှိတယ်ဆိုတဲ့သဘောပါပဲဗျာကောင်းပြီဒါဆိုရင်ရာစစကြီးကနိုင်ငံရေးမှာရှိတဲ့လူအလုံးနီးပါးကိုရောနိုင်ငံပြမရောက်နေတဲ့နိုင်ငံသားတွေကိုပါအာဏာတိုက်ရောက်တယ်ဆိုတာရှင်းပြီဒါဆိုတော့နောက်ထပ်မဲဆရာအခုပေါ်လာတယ်ဒီရာစစကြီးကနိုင်ငံမှာရှိတဲ့တခုတည်းသောပြတ်မှုဆိုင်ရာဥပဒေလား တခြားအထူးဥပဒေတွေဥပမာစစ်ပဆိုင်ရာဥပဒေတွေမူရစေဝါဥပဒေတွေနဲ့ရောဘလို့ဆက်ဆက်နေတယ်လဲအချင်းချင်းထပ်နေတာမျိုးတွေမဖြစ်ဘူးလားအဲ့ဒါကိုလေဥပဒေကရှင်းရှင်းလင်းလင်းပြထန်းထားရပါတယ်ပုံမှန်မှားအရာရာဇသက်ကြီးကအထွေထွေပြစ်မှုဆိုင်ရာဥပဒေ General Law ဖြစ်ပြီးသူ့မှာဘလို့ပြထန်းထားတဲ့ဖြစ်စေအထူးဥပဒေ Special Law တွေနဲ့ Data ဆိုင်ရာဥပဒေ Local Law တွေကိုမထိခိုက်စေရဘူးလို့ဆိုထားတယ်တစ်ချက်လောက်ရပ်ပေါင်းဒါနည်းနည်းတော့ရှုပ်သွားတယ်လို့ပဲဥပမာ စစ်သားတယောက်ကအရက်ထက်မှရန်ဖြစ်တယ်ဆိုပါစို့သူ့ကိုပဲဥပဒေနဲ့အရေးယူမှလဲစစ်စည်းကံဥပဒေလားဒါမှမဟုတ်ဒီရာစသားကြီးနဲ့လားဘသူကဆုံးဖြတ်မှလဲလူတယောက်ကိုပြစ်မှုတစ်ခုတည်းအတွက်နှခတိုက်တိုင်းတရားစွဲခံရနိုင်ခြင်းမျိုးမရှိဘူးလားဒါကရန်အရေးကြီးတဲ့ချက်ပါ ရေဘူးရအဖြစ်တော့အထူးအခြေအနေအတွက်အထူးဥပဒေကလွန်မှုပါတယ်တက်မတော်သားတွေကျူးလွန်တဲ့ပြစ်မှုတော်တော်များများကို စစ်စည်းကံဆိုင်ရာအဆုပ်ပရီတွေနဲ့ပဲ အရေးယူလေရှိတယ်။ဒါပေမဲ့ရာဇတ်ကြီးကအဲ့ဒီဥပဒေတွေကိုသွားပြောငါကပူအားနာတည်တယ်လို့ပြောမှမဟုတ်ဘူးလို့ပုံမှန်ငါကအမခံလာတာပါ။ဥပဒေစနစ်တကူမှအလွာတွေရှိတယ်လေ။အထူးကိစ္စအတွက်ထူးဥပဒေ။ဥပမာမူရစေဝါဖြစ်မှုအတွက်မူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေလိုမျိုးပေါ့။အဲ့ဒီအထူးဥပဒေတွေမှာအကျုံးမဝင်တဲ့အထွေထွေပြစ်မှုတွေအားလုံးတို့တော့ဒီရာဇတ်ကြီးကအခြေခံဖြစ်ရှိနေမှာပါ။ဒါကြောင့် ပြစ်မှုတစ်ခုအတွက်နှစ်ခါတရားစွဲခံရတာမျိုးမဖြစ်အောင်ဥပဒေတွေကအပြန်အလှန်ထိန်းချုပ်ထားပြတာပါဆိုတော့ဒါကဥပဒေစနစ်တစ်ခုလုံးရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းပေးထားတဲ့သဘောပေါ့နော်ရာဇကြီးကအခြေခံဥမိဖြစ်ပြီးတခြားအထုဥပဒေတွေကတော့တက်ဆိုင်ရာကန္တာတွေအထုတည်ဆောက်ထားတဲ့တိုင်လူမျိုးပဲတည်တည်ကြကြပါပဲသူကတခြားဥပဒေတွေရဲ့နည်းပေကိုဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ဘူးလို့အာမခတ်ချက်ပြေးထားတာဖြစ်တဲ့အတွက်ဥပဒေစနစ်တစ်ခုလုံးကရှင်းလင်းပြတ်သားနေတာပါ ဒီနေ့ဆွေးနွေးကြတာတွေကိုပြန်ပြီးခြုံငုံကြည့်အောင်လေကျမတို့ရာဇတ်တက်ကြီးရဲ့အာနာတဲ့ရောက်မှုဘလောက်ထိကျေပြန့်တယ်လဲဆိုတာကိုလေ့လာခဲ့ကြတယ်ပထမချက်ကမြန်မာနိုင်ငံနေနိမ့်မင့်အတွင်းမှာဆိုရင်တဏမတ်လိုချွင်းချစ်တချို့ကလွယ်လို့လူတိုင်းပေါ်မှာအာနာတဲ့ရောက်တယ်ဒုတိယနဲ့အရေးကြီးဆုံးအချက်ကတော့မြန်မာနိုင်ငံသားတယောက်အတွက်ဒီဥပဒေက နေနိမ့်မင့်မှာတမရက်တန်သွားပဲကဘာပင်နေလောက်ကိုပဲရောက်ရောက်သူ့နောက်ကိုဥပဒေကြောဖို့အိတ်တလုံးလိုလိုက်ပါနေတယ်ဆိုတာပါပဲနိုင်ငံအာနာက ူ့ရဲ့မိဘုံပေါ်မှာပဲရှိတာမဟုတ်ဘူးသူ့ရဲ့ပြည်ပရောက်နေတဲ့နိုင်ငံသားတွေအပေါ်မှာလည်းဆက်ပြီးတက်ရောက်နေတယ်ပြီးတော့ဘယ်ဥပဒေက အထွေထွေဥပဒေဘယ်ဥပဒေက အထူးဥပဒေဆိုပြီးကိုယ့်ရဲ့ဥပဒေဘောင်ကိုကိုယ်တိုင်ပဲတတ်မှတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့သဘောတရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒါရီအလုံးကခေတ်သစ်နိုင်ငံတနေငံရဲ့ဥပဒေရအခြေခံအုတ်မြစ်တွေပါပဲဒီရှင်နိမှုအပြီးမှာစဉ်းစားစရာအတွေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ဒီဥပဒေအရာ နိုင်ငံသားတယောက်ဟာသူကျူးလွန်ခဲ့တဲ့နိုင်ငံမှာပြမှုမဟုတ်တဲ့ကိစ္စတစ်ခုအတွက်ကိုယ်နိုင်ငံမှာတရားစွဲဆိုခံရနိုင်တယ်လို့ကျမတို့သိခဲ့ရတယ်။ဒါကမင်းခွန်းတစ်ခုကိုမွေးထုတ်လိုက်ပါတယ်။ကိုယ်နိုင်ငံရဲ့ဥပဒေတွေကကိုယ့်နောက်ကိုအရေးလိုလိုက်နေပြီးတခြားနိုင်ငံရဲ့ယဉ်ကျေးမှုဒလေးထုံးတန်းတဲ့ဥပဒေတွေနဲ့ပဋိပက္ခဖြစ်နိုင်တဲ့အခြေအနေမှာကဘာနဲ့အဝန်သွာလာနေတဲ့နိုင်ငံသားတယောက်ဟာကိုယ့်ကိုယ်ကိုဘလို့နေထိုင်ပြူးတင်တယ်လဲ။ဥပဒေစနစ်တစ်ခုရဲ့တာဝန်ယူမှုကဘယ်မှာဆုံးပြီး နောက်တစ်ခုကဘေကင်းနီစတင်ပါလေ